အားလုံးသောမိတ်ဆွေများမင်္ဂလာပါခင်ဗျာနော်ဆရာငယ်မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်တဒုက္ခနဗျာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆရာကဥစွာပထမစွန့်မကောင်းတောင်းလိုက်ပါတယ်အားလုံးသောခုနှစ်ရသားခုနှစ်ရသားသမီးတွေအားလုံးဒီနေ့ဒီချိန်ဒီနာရီကစပြီးတော့တက်နေတကူလက်ဝေဖြိုးကဲ့သို့စီးစိမ်ဥစ္စာများတိုးပွားပြီးတဲ့အခါမကောင်းသောပြီးမကောင်းသောရံမကောင်းသောအန္တရာယ်အနောက်ရှက်တိုက်ခိုက်ကင်းလို့ဒုဗိတ်တန္တရာတတ္တန္တရာအယောဂကန္တရာဆိုသောကတိသုံးပါးကနေကင်းဝေးကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်း ေးလိုက်ပါတယ်ခင်ဗျာเนาะဒီနေ့ဆရာက2025ခုနှစ်ခုနလပိုင်းအတွင်းမှာမနေ့ကတော့ဆရာကဟောဇဒန်မနေ့ရှိရက်တည်းကတော့ဟောဇဒန်ကြီးရဲ့အဲတနင်္ဂနွေရက်တနင်္လာရက်ဆိုပြီးတော့နှစ်နေသားကိုတော့ဆရာကတင်ပြီးသွားပါပြီအခုဆရာဒီနေ့ကနည်းနည်းဒီနေ့က29ရက်ကဖြစ်နေပြီဆိုတော့အဲဆရာလာကုန်အထိကိုဆရာအဲခေါ်လိုက်လို့ရှိရင်မိတ်ဆွေတချို့နေသားတွေကနောက်ကျသွားမှဖြစ်တယ်လို့ဆရာက လိုက်လွင့်ပြီးလိုက်တာပါပြီးတော့ဆရာလိုက်မလွင့်မပြင်းကြလည်းနည်းနည်းကြာပြီဆိုတော့เนาะကောင်းပြီဆိုတော့ဆရာဒီနေ့ကစပြီးအင်္ဂါကစပြီးတော့စနေတိကိုဆရာဟောပြမှာဖြစ်တဲ့အတွက်ဆရာကိုဘယ်ကနေကြည်နေတာလဲဘာနေသားလေးပါလဲမှတ်ပြီးပါအောင်ခင်ဗျာလိုက်မထိုင်တာလည်းနည်းနည်းကြာသွားတော့အန်တနန့်ဖြစ်နေပါလေအင်္ဂါသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကျောင်းဆရာကဒီကနေမြေတာဘိုးဆူတောင်းထောက်ပနာပြုသားလိုက်ပါတယ်ဒီ2025ခုနှစ်ဘာလုံးလုံးနဲ့ဆရာတို့အခုဆိုရင်ခုနလပိုင်းကိုရောက်ရှိလာပြီ ဆိုတော့2025ရဲ့နှစ်ဝက်6လတစ်ဖြက်ကိုတော့ကုန်သွားပြီအခုဒီ2025ခုနှစ်ရဲ့ဟာဟိုနှစ်ဒုတိယနှစ်ဝက်စမဲ့ခုနလပိုင်းကိုဆရာကဟောကြားပြပါဘူးခင်ဗျာနော်အင်္ဂါသာသမီးမိတ်ဆွေတွေဒီရက်ခုနလပိုင်းအတွင်းမှာဘယ်ယာရီအချို့ပြီးအာသာကံကောင်းစီပြီးဘယ်ယာရီတတိထားရမလဲဆိုတာဆရာအခုပဲပြောပြပြီးမှာဖြစ်ပါတယ်ခင်ဗျာ အင်္ဂါသားသမီးမိတ်ဆွေတွေဟာ2025ခုနှစ်ခုနှစ်လပိုင်းတွင်မှလုပ်ငန်းကိစ္စအလုပ်ကိစ္စဘာကိုမဆိုအရေးကြီးကိစ္စမှန်သမျှကိုဦးစီးဦးဆောင်လုပ်ပါရှေ့တူဆောင်ရွက်ပါအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်အမိခံလုပ်တဲ့လုပ်ငန်းတွေမှာအကျိုးပေးအားသာကောင်းမှုရှိပါတယ်ရှေ့တူဆောင်ရွက်လှုပ်ဆောင်လို့လည်းအားသာကောင်းမှုပါတယ်မိမိကဦးဆောင်လုပ်ရင်ဦးဆောင်နိုင်သလောက်စ조사ရင်조사သလောက်ဒီအပတ်တာဒီလဟာမိတ်ဆွေတို့အတွက်ကိုအဲမိမိအနေနဲ့ကိုကိုယ်တိုင်လုပ်ယူနိုင်စွာဖန်တီးနိုင်စွာရှိတော့ကိနော်အဲ နောက်ဆုံးပဲဥပမာဆရာတင်စားပြောရရင်ဇနကမင်းသားရေတဲ့နှစ်နေနော်ကုလူလုတ်ခတ်ပြီးတော့အခက်အခဲတွေကြားတဲ့ကရုံးကန်ရမယ်ကာလဖြစ်တယ်ဒါပေမဲ့ဘာကိုဖြစ်ဖြစ် လုပ်ငန်းတစ်ခုကိုလိုချင်တစ်ခုကိုတော့အဖြစ်အနောင်လေးတွေပေါ်တတ်တာအတော့မိတ်ဆွေတို့အနေနဲ့တတိထားဆင်နေရမယ်ကာလဖြစ်ပြီးတော့ကိုကိုကိုအဲဥမာဒီကာလဟာစီမင်းစီကံပိုင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စီ rule and regulation နဲ့ပတ်သက်ပြီးကိုကိုကိုအစဉ်အမြဲရှာမှတ်ပြီးတော့လုပ်ဆောင်ရင် အောင်မြင်တိုးတက်မှုတွေရရှိမယ်လာဖြစ်ပါတယ်ခင်ဗျကျမ်းပါ ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအင်္ဂါသားသမီးမိတ်ဆွေများဖို့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလေနဲ့ပတ်သက်တာမျိုးအစာရည်နဲ့ပတ်သက်တာမျိုးလေးတွေသတိထားဆင်ခြင်ရပါမယ်ခင်ဗျာနော်ဝမ်းပြောက်ဝမ်းလျှောတာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာအဖြစ်များတတ်တယ်အထူးသဖြင့်အသက်42နှစ်အောက်လူငယ်အင်္ဂါသားသမီးမိတ်ဆွေများဖို့ကတော့အစာအသောက်မှားတာမျိုးလေထိုးလေအောက်နဲ့ပတ်သက်တာမျိုးလေးတွေအဖြစ်များရတတ်ပါတယ်ခင်ဗျာနော်ဒါပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလူဝင်မတော်တာမျိုးတွေကြောင့်ကျမ်းမာရေးညံ့တတ်ပါတယ်ရွှေဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးညံ့တတ်တဲ့အတွက် ိတ်ဆွေတို့ဒီလိုမျိုးအဝင်ချွေတို့ဝင်လာတဲ့အခါမိတ်ဆွေတို့ရဲ့စီးပွားရေးရုပ်တရက်အခက်အခဲကြုံလာတဲ့အခါသူမဟုတ်လို့ရှိရင်မိမိအိမ်မှာလူများညံနေခေါ်တဲ့အခါမှာရှင်နှောင်းထွက်ပေးတာမျိုးသူမဟုတ်ချွေလေးစတိပောင်ပေးတာမျိုးသူမဟုတ်ညအိမ်ညံနေထွက်ပေးလိုက်ရင်မိတ်ဆွေတို့ရဲ့အခက်အခဲအကြအတဲမှန်များယူပြစ်တယ်လို့ပြန်လဲပြောက်ကင်းတည်ကြသွားမှာအတေကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေဒီလတာတော့တွင်မှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါစီဒီခုနလပိုင်းတွင်မှာကျဆ အင်္ဂါသမီးမိတ်ဆွေတွေနဲ့မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးအမိနာမခံလုပ်တဲ့လုပ်ငန်းတွေမှာပိုးမိုးအားသာကောင်းမှပါတယ်အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအများနဲ့ပတ်သက်တာမျိုးတွေချီတိုးဆောင်ရလှုပ်ဆောင်ပါဘာသာရေးဆိုင်ရာလုပ်ငန်းတွေချီတိုးဆောင်ရလှုပ်ဆောင်ပါအများနဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေနဲ့ပတ်သက်ရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်တယ်ပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေယာထုတိုးတာမျိုးယာထုတက်တာမျိုးတွေဂျုံကတက်သောကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီအဆောင်မှမှုကိုရ ရှိတတ်သောလဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသာသမီးတွေကဘာကိုမစိုးချစ်တို့ဆောင်ရွက်ပြီးတော့ပြောပြောဆိုရင်းကောင်းမွန်အားသာတဲ့ကာလဖြစ်တယ်။အိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်ရတတ်တဲ့ကိုဝင်ရတာမျိုးသာသမီးရရှိတာမျိုးတွေအိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်တာမျိုးတွေအားသာကောင်းမွန်တိုးတက်နိုင်သောလဖြစ်ပါတယ်။အိမ်ဆောက်ရှင်တဲ့မိတ်ဆွေများဝါတော့ဝင်ပြီးတော့ဆရာဟောလက်စာတွေဟောပါကြမယ်။ ိမ်ဆောက်လို့ကောင်းပါတယ်ဒါအပြင်အထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်နိုင်ငံခြားခရီးသွား passport visa လုပ်ငန်းနဲ့ပတ်သက်တာတွေဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေ OA Xiaomi အာမခံနဲ့ပတ်သက်တာတွေစိုက်ပျိုးသီးနှံတွေစားတောက်ကုန်တွေစံစီစေးစား service နဲ့ပတ်သက်တာတွေဒါအပြင်အဲဟိုပြောင်းမှုလို့အဆရှိတဲ့အရာတွေဟိုဆိုရလို့ပေါ့ချန်ထွက်သီးနှံတွေကွန်းအဆရှိတဲ့လုပ်ငန်းတွေချစ်တူဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အားသာခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်စတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများ ဖြစ်နိုင်လို့ရှိရင်ဒီကာလဟာအစ်စ်နဲ့ပတ်သက်လာတဲ့အခါရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အာတာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစီတဲ့အတွက်ဘာကိုမဆိုအဟောင်းကြီးကိုလည်းတိုးရှက်ကျင်တဲ့ဘာဆိုလှုပ်လို့ရတယ်လို့မိမိအနေနဲ့ကိုကိုတိုင်းလုပ်ငန်းတွေကိုပိုင်လုပ်ငန်းတွေစတင်ကျင်နေဆိုဘာကြောင့်တုံဆိုင်တူဝင်နေမှာလဲရဲရဲကြီးရှေ့တို့ဆောင်ရလှုပ်ဆောင်လာရင် အောင်မြင်တိုးတက်ဒီမှာအသေးချာပဲဖြစ်တယ်ဒါပေမဲ့ဘာကိုဖြစ်ဖြစ်လုပ်ငန်းကိုင်ကလုံးအလုံးမှန်တဲ့မြောက်ကိုကိုကဦးစီးဦးဆောင်လုပ်မှသာ ရှေ့သူဆောင်ရွက်မှသာအောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့အပတ်ဖြစ်တဲ့အတွက်တော့ဘာကိုမစိုးဦးစီးဦးဆောင် လုပ်ရန်အတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်နဂိုကအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စပြီးတာမျိုးမိမိမိသားစုဝင်အတွင်းမှာအမွေကိစ္စအမှုကိစ္စဖြစ်နေသူတွေပြီးပြတ်တာမျိုးအရှုံးအောင်ဖြစ်နေသူတွေလွတ်မြောက်လာတာမျိုးတွေ ပြန်လဲကြာရှိကြာရတတ်တယ်မိတ်ဆွေအပေါင်းသင်းတစ်ချိန်တစ်ခါကမတွေ့ခဲ့ဘူးတော့မိတ်ဆွေတွေမိတ်ဆွေအစ်အပေါင်းသင်းအစ်တွေအဲ့ဟာနေအကူအညီရရှိတာမျိုးအထက်လူကြီးအကြီးကတပည့်လက်သားသာသမီတွေနဲ့ပတ်သက်ရင်ပညာရေးကိစ္စလေးတွေအကြောင်းဖြစ်စီတပည့်လက်သားသာသမီတွေနဲ့ပတ်သက်လို့စိတ်ချမ်းသာစရာတဲ့ရင်လေးတွေကြာရတတ်တော့ကာလဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွေမှာဆိုရင်အဲ ဒီကလာတော့တို့မှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဲမီဒီယာထိုင်ခင်းတဲ့ပတ်သက်တာမျိုးလေးတွေစကားပြောတာမျိုးတွေအကျိုးပေးအားသာပါတယ်ယာတုလုပ်ငန်းကိုင်ခန့်တဲ့ပတ်သက်ယာတုတိုးတာမျိုးယာတုတက်တာမျိုးတွေကြားရတတ်တော့အပတ်တာဖြစ်တဲ့အတွက်အင်္ဂါသမီးမိတ်ဆွေတွေဟာဘာကိုဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာစီတာအတိအကျပဲဖြစ်တယ်ဒါပေမဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ ငွေရှိတာငားတာလေးဒီမှာအထူးဘီယူဆိုင်ပါဆက်ပစ္စည်းရင်ကြောင့်ငွေကုန်ကြေးကြအများရတတ်တယ်လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာလို့ရှိရင်ငွေကုန်ကြေးကြအများရတာမျိုးလေးတွေဖြစ်ရတာမျိုးအရှိရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဲရီးစား နောက်ပို့လိုက်ရတာမျိုးလေးတွေကြောင်းသို့မဟုတ်အဲဆိုတာလူပြိုကိစ္စအဝဝလေးတွေကြောင်းတော့ငွေကြေးကိန်းကုန်ကြများရတတ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ဆရာလိုတယောက်တည်းနေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ကောင်းပြီအလှကုန်တဲ့ပတ်သက်တာလေးတွေမှာအဲဟိုအရေးကြီးတဲ့ခွဲစိတ် operation လုပ်တာမျိုးလေးတွေကိုတတိထားဆင်ခြင်ပေးပါအဲဖြစ်နိုင်လို့ရှိရင်လှကျင်လို့တယောင်တိုက်ရေစီးကမ်းပြိုလိုက်အင်္ဂါတွေဟာမလှမပြင်းမဲနဲ့လှပါတယ် ပြင်းရင်မလာတာအင်္ဂါဖြစ်တဲ့အတွက်အင်္ဂါသာသမိမိတ်ဆွေတွေနဲ့ဒီကလာတော်တွေမှာဆိုလို့ရှိရင်တော့တတိထားဆင်ကျင်ပြီးရန်အတွက်တော့အလှပရေးရာတွေနဲ့ပတ်သက်လို့တတိထားပါဒါအပြင်အဲမိတ်ဆွေတို့အနေနဲ့ဒီကလာတော်တွေမှာမိတ်ဆွေအပေါင်းအသင်းရင်းတွေကနေပြီးတော့ငွေကြေးကိစ္စလေးတွေစကားပြောရတာမျိုးလေးတွေရန်ဖြစ်ရတာမျိုးလေးတွေကိုယ်ငွေနဲ့ကိုယ်လူမုန်းခံရတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုတော့ကျင်းတည်ပေါက်တတိထားရမယ်အပတ္တကာလအပိုင်းချဖြစ်ကြောင်းထက်လောင်းပြောကြားလိုက်ပြရစီခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများကြီးတက်တယ်လို့မိမိရဲ့အမေတို့ အမတို့မိသားစုတို့အဆွေမျိုးသားချင်းတွေကြောင့်ကိုကြောင့်မဟုတ်ပဲတပါးသူကြောင့်ငွေကြီးနဲ့ပတ်သက်အရှိအေးကြောင့်သမီးစားရေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်တော့အပတ်တာဖြစ်တဲ့အတွက်ဝင်ငွေနဲ့ထွက်ငွေဟာဝင်လီနဲ့ထွက်လီကဲ့သို့ဖြစ်နေတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစီဖို့အတွက်ဆိုရင်ဘာကိုဖြစ်ဖြစ်တိုးတိုးတိတ်တိတ်စုထားတာမျိုးမိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာယဉ်နီးထားတာဟာပုံမကောင်းမှမှာတယ်။ပတ်စံပစ္စည်းပျောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့ မိတ်ဆွေပေါင်းတဲ့အရင်းအရှာတွေကနေပြီးတော့ကိုယ့်ကိုရွဆွဆွဆွဲတာမျိုးလေးတွေတတိထားဆင်ခြင်ပြရန်လိုအပ်ပါတယ်အရှိရင်နဲ့ပတ်သက်လာရင်တော့ဝဝဆာဝဝအိတ်တာအကောင်းပါတယ်ခင်ဗျအဲသမီးစားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဝေးကွာနေတော့သမီးစားများအနေနဲ့ကတော့ပြန်လဲစုံစည်းရတတ်တော့အပတ်တာကာလဖြစ်တယ် အိမ်ဆောင်ရေးနဲ့ပတ်သက်လာရင်တော့ဘာမှခက်ခက်ခဲခဲမရှိဘူးတသမိကိစ္စကိုအကြောင်းပြုပြီးတော့ပြန်လဲပေါင်းတင်ရတတ်တာမျိုးအဆက်အသွယ်ပြတ်နေတော့အိမ်ဆောင်ရှင်တွေနဲ့ပတ်သက်လို့အဆက်အသွယ်ပြန်လဲရရှိတာမျိုးကြုံရတတ်တယ်လို့မိမိအိမ်ဆောင်ဘက်ကိုအကြောင်းပြုပြီးတော့ငွေကြေးကိစ္စလုံးရင်းနဲ့ဝင်လာတတ်တော့လှဖြစ်ကြောင်းထလောင်းပြောကြားလိုက်ပြရစေခင်ဗျာဒါပေမဲ့အိမ်တော်ကြီးနဲ့ပတ်သက်လို့စကားများပြောဆိုလာရတဲ့အခါမှာငွေကြေးကိစ္စလေးတွေကိုတတိထားဆင်ញင်ပေးပါငွေကြေးနဲ့ပတ်သက်ပြီးတော့ခီးသွွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြမရတာမျိုးအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာတစ်ဖက်က ငွေကုံနာမျိုးကြောင့်ရံဖြစ်စကားများရတာမျိုးလေးတွေခྱི་သွားကိစ္စလူရောကိစ္စလေးကြောင့်ငွေမိတ်ဆွေအရင်အရှာကိုရှင်းမိတဲ့ကိစ္စလေးတွေကြောင့်ငွေကုံကြီးကြများရတာမျိုးလေးတွေအိမ်တော်ကြီးနဲ့ပတ်သက်ဂျားလူတူတယောက်ကြောင့်ငွေကြီးအကုန်ကြများရတတ်တာကြောင့်ဘူးပေါက်ကလွယ်ရင်တော့ကျန်တာဆူဆူဝဝဘာမှမဖြစ်ပါဘူးခင်ဗျဆရာစနေပါပါတယ်ခင်ဗျနော်ဒါအပြင်မိတ်ဆွေအဲအင်္ဂါသာသမီးတွေကဒီလာတာတော့ဒီမှာဆိုဘာကိုဖြစ်ဖြစ်ရွှေနဲ့ပတ်သက်လို့ဝယ်တာမကောင်းပါဘူးလူယုံမလွယ်ပါနဲ့ငွေကြီးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးတွေမက်ခင်ဆက်လိုက် အဲဆိုတော့ဂျုံအပ်တက်တယ်ဒါအပြင်အမဒီစားအင်္ဂါသားသမီးမိတ်ဆွေအမျိုးသမီးများအနေနဲ့အမျိုးသမီးအသွေးသားနဲ့ပတ်သက်တာမျိုးအရေးကြီးရဟနာတာမျိုးအလားချစ်ဖြစ်တာမျိုးတွေဖြစ်ရတဲ့အတွက်တော့တတိထဆင်ရင်ပြရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ရှင်းနေတာပါဘုရားဆရာလိုက်မလွတ်တာလည်းကြာသွားပြီဆရာလို့ share ပါပေါ်သူကဆရာလို့ရုပ်ချောကြပါသေးခင်ဗျာကောင်းပြီเนาะဆိုတော့ဒီလာတာတော့အတွင်းမှာအင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ခရီးသွားကိစ္စပတ်စုဗီဇာလုပ်ငန်းကိစ္စနဲ့ပတ်သက်ရင်တော့ချိတိုးဆောင်ရင်လှုပ်ဆောင်ရင်အားသာကောင်းမွန်တိုးတက်နိုင်ပါတယ်ချုံပြောရရင်ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါနဲ့ငွေကြေးနဲ့ပတ်သက်ရင်ငွေလက်ထဲထားတာထက်ယင်းဤလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်သားသမီးပညာရေးကိစ္စလေးတွေကြောင်းအားသာတာမျိုးလမ်းဖွင့်တာမျိုးနိုင်ငံခြားခရီးသွားကိစ္စလေးတွေမှာပညာ ေးကိုအကြောင်းပြုပြီးသွားရတာမျိုးတွေဂျုံကတက်တော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသသမီးတွေဒီလာတာအတော်တွင်မှာဆိုရင်အချိုးပေးအားသာစီတော့နေသားအနေနဲ့ဂျန်စာပရိသသမီးတနင်းကိုနေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စီပြီးကံကောင်းစီပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဲ မိတ်ဆွေတို့နဲ့အပန်းရောင်းလို့အနီရောင်းလို့အဖြူရောင်းလို့အဆက်ရှိတဲ့အကြောင်းတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာစေပါတယ်ခင်ဗျအကျိုးပေးသောအရာဟာအနောက်ရက်ဖြစ်ပြီးတော့စန္တီယာအရက်ကတော့အရှိမြောက်တောင်ရက်ဖြစ်ပါတယ်သတိထားဆင်နေရမယ့်အရာလေးတွေကတော့ရွှေဝင်တာမျိုးရွှေဝယ်တာမျိုးလူယုံနဲ့ပတ်သက်တာမျိုးအလှကုန်နဲ့ပတ်သက်တာမျိုးဗုဒ္ဓဖူးနံလေးတွေဖြစ်တဲ့ရေလန်းခီးသွွားလေးတွေရေရှိုးမားတာလေးတွေနဲ့ပတ်သက်ရင်တော့သတိထားဆင်ခြင်းပေးရန်အတွက်တော့လိုအပ်ပါတယ်အနုပညာ မိတ်ရှင်များသို့မဟုတ်အနုပညာနဲ့ပတ်သက်ပြီးရှေ့သို့ဆောင်ရမိတ်ဆွေများဒီကာလအင်္ဂါသတိမိတ်ဆွေများဒီကာလတော်တွင်မှာစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရတော့တော့လိုအပ်ပါတယ်။ဘာကိုဖြစ်ဖြစ်တောင်းဆူဆူရက်တွေကိုသတိထားဆင်ခြင်ပေးပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်အကျိုးမပေးစေတဲ့အရာတော့တောင်းဆူဆူရက်ဖြစ်ပြီးတော့သတိထားဆင်ခြင်ရမယ့်အကြောင်းကတော့အသားအရောင်ဖြစ်ပါတယ်ခင်ဗျာ။သတိထားဆင်ခြင်ရမှာတော့မိတ်ဆွေတို့အနေနဲ့26ရက်နေ့24ရက်နေ့ဒီမှာသတိထားဆင်ခြင်ပေးပါဒါအပြင် မဆွေတို့ရဲ့အလုံငန်းကိစ္စအလုပ်ကိစ္စတွေကို26ရက်နေ့ရို24ရက်နေ့ရို့နော်မဆွေတို့အနေနဲ့22ရက်နေ့ရို့ဒီလိုရံမျိုး3ရက်ကိုတော့တတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်အင်္ဂါသသမိမဆွေတွေဒီလတာအတော်တွေမှာအကျိုးပေးကံကောင်းစီတော့ကဏ္ဍကတော့တစ်ကဏ္ဍငါးကဏ္ဍကိုးကဏ္ဍဖြစ်ပါတယ်တတိထားဆင်ခြင်ရမယ့်အချက်လေးတရားတွေကိုဆရာပုံပြောလောက်ပြီးနော်တတိထားဆင်ခြင်ရမယ့်အချက်လေးတွေ မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရဲ့အောင်မြင်စင်ပြေစီရတော့မိမိအိမ်ကမသွားမီအိမ်ရဲ့ဟလာအိမ်ဝင်ပေါက်ရတဲ့အိမ်ဝင်ပေါက်မှာအမွှေးနဲ့တာဆပြန်းပြီးတော့လူရာကိုတိုင်တယ်သွားရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာနော်အဆက်ဆက်ရဲ့အစင်ပြေစီရမပြောမီဇန်ကနာပြည်တွင်မြေကြီးခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်7902904170ပါခင်ဗျာအဲ Viber Telegram ဟောရမှာဆက်သွင်းနိုင်တယ်ဆရာ TikTok Messenger ကနေပြီးနေမဟောပါဘူးခင်ဗျာဒါအပြင် ဲ့ဒါလက်မှတ်ခံပါဦးဆရာရှိမဘိုင်ဘာနံပါတ်963505နှစ်နဲ့ကွန်ကိုတုံညာနှစ်ကိုတုံညာလေးတရှာဝက်အတယ်လီဂရမ်ဘိုင်ဘာမှာဆက်သွင်းနိုင်ကြောင်းနဲ့ဆရာရှိမဟောစရန်ချက်ချင်းမရကြောင်းဂျာဖြတ်ကြော်ညာဝင်ရင်နဲ့အင်္ဂါသသမိမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေရောင်းထွက်ရောင်းထွက်စီဖို့အတွက်မိမိရဲ့ကုန်ပစ္စည်းတွေကို တပီခုနှစ်ခတ်ကိုနော်တပီခုနှစ်ခတ်ကိုနှီးနဲ့ရောရှိပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ကွန်ပျူတာလေးကိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းသွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအဋိကျံပြုလုပ်လို့တဲ့အင်္ဂါသသမိမိတ်ဆွေများဒီကာလအတော်တည်းမှာဝိစာစရဏတမန်တော်ဆိုသောဂုံတော်ပတိကိုတနေ့ကို၅ပတ်နှုံးနဲ့ခုနှစ်ရက်တတိအဋိထံဝင်လိုက်ရင်အခက်အခဲမှန်သမျှပြည်လေသွားမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံကောင်းစီရန်အတွက်ရှိလို့ရမယ်ရေရာအနေနဲ့ဆိုရင်ဒီရေရာကိုတရားလုပ်ပါဆရာဟောကမှာဆရာ တော်တော်ကိုဆန်းပြီးသွားပါပြီဆရာပြန်ပြောပေးမယ်နော်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြေးကံအားကောင်းစီရန်အတွက်ရေရရာအနေနဲ့ဆရာတို့လီပိုပလင်းတစ်လုံးမှာလီပိုပလင်းတစ်လုံးမှာအဲ့ရဟိုမှာလာဗန်လို့ရေးပါလာရေရှာလာရေရှာလာဘာကုန်းတစ်တစ်တင်ဗန်လာဗန်လို့ရေးပါရမ်းမှန်ပါတယ်တဲ့ဝေဖြူကျေးဇူးတင်ပါတယ်လာဗန်လို့ရေးပြီးသွားတဲ့အခါမိတ်ဆွေတို့ရဲ့အမြင့်တဏီယာဈေးဆိုင်သူမဟုတ်အိမ်ဆိုလည်းအမြင့်တဏီယာမှာဖခင်เจ้าဆောင်မှာမဟုတ်ဘူးနော်အမြင့်တဏီယာမှာ အဲတင်ပြီးတဲ့အခါအပေါ်ကနေပြီးတော့ဖျောင်းနိုင်ထွင်းပြီးတော့နော်ကိုရက်တတီထွင်းပြီးတော့ဇူတောင်းလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းပြီးတဲ့အခါအဆဆရရအစဉ်ပြေလာပါလိမ့်မယ်ဒါကမှဆရာရဲ့ငွေကြီးအတွက်တီးတန့်မယ်ငွေကြီးခက်ခဲရှိလို့ထွင်းကျင်တဲ့ပါဆိုရင်လေလေဘိုပလင်းမမလာပန်လို့ရေးဖျောင်းနိုင်အစိမ်းရောင်ကိုတင်ပြီးတော့ကိုရက်တတီထွင်းလိုက်ငွေကြီးကိစ္စတကယ်ကိုပြေးသွားလာလိမ့်မယ်ဆရာရဲ့လက်လာပါပိတ်လို့ပွင့်ကျင်လို့ဆိုရင်တော့အဝါရောင်ထွင်းပေါ့နော်လေဘိုပလင်းမမလာပန်ရေး အဝါရောင်မြင့်တနေရာမှာကိုယ်ရထွင်လိုက်ပါပွင့်သွားပါလိမ့်မယ်အတိုက်ခိုက်ပြင်းရင်လို့ဆရာရဲ့အဖြစ်အနောက်နေများလို့ဆိုလို့ရှိရင်တော့မိတ်ဆွေနေနဲ့အနီရောင်လေးထွင်လိုက်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ကဲဆိုတော့အင်္ဂါသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အဆင်ပြေအောင်မြင်တိုးတက်လို့ဘိဗီယာတွေဝေးကွာကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုရင်းနဲ့ဒီချိန်နဲ့ဤနေ့ရက်မှာစာရွေးခုနလပိုင်းလွယ်မှာအင်္ဂါသသမိတ္တိယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါ တက်နေတကူလက်ဝီဖြုတ်ခဲ့သူစီးစိတ်ဥစ္စာတွေတိုးပွားကြပါစီကြောင်းဆရာကဒီကနေမေတ္တာပို့ဆူတောင်းထောပနာပြုရင်းနဲ့ကဲအခုတခါတော့ဗုဒ္ဓဖူးရာဟုတ်တာသမီးတွေအလှဲ့ကိုအဟုတ်ထူးစွာရောက်ရှိလာပါပြီခင်ဗျာနော်ဗုဒ္ဓဖူးရာဟုတ်တာသမီးတွေကိုအခါပြီးတော့မှမလို့ပါရင်ဆရာကိုမှန်ပြီပါအောင်ခင်ဗျာစတန်းကြီးကိုဆရာတင်ထားပြီပါပြီအခုဆရာအင်္ဂါကစပြီးစနေအစုံအားလုံးကိုဟောကြားပေးခဲ့ခြင်းဖြစ်ပါတယ်ဆရာဟောကြားခဲ့တဲ့အချက်တွေထဲမှာသဘောမကျစိတ်ပုံဝင်မကျတာမျိုးလေးတွေရှိခဲ့ရင်လည်း ကံကောင်းမှုဒိဋ္ဌာရအာယုန်တွေကသာမိစုတို့အတွက်ပြေဝကြပါစေလို့ဆရာဆုတောင်းပေးပါတယ်။ဒါအပြင်ဤရှင်ဤနာဤနေရမှာစပြီးဆရာမိစု900သားသမီးတွေအားလုံးကိုစီကိုစီဆရာပြုပြုသမ ्या ကုသိုလ်ကောင်းမှုအ ాను ဘောတော်ကြောင့်ဖြစ်စေဆရာရဲ့ကောင်းကျိုးဆန္ဒအဆုစုကြောင့်ဖြစ်စေမိစုတို့အားလုံးအားလုံးနေသားအားလုံးတွေမှာအဆိုးတွေကိုဝေးကွာပြီးတဲ့အခါကောင်းမွန်မှုတွေသာရရှိပြီးတဲ့အခါအစင်မပြေမှုတွေပျောက်ကင်းပါစေတောကတွေအပူမီးတွေအားလုံး ရင်နဲ့ပတ်ဖြန်းတယ်လို့အေးချမ်းကြပါစေ။ဒါအပြင်ဆရာဟောပြုပြုသမ ्या မေတ္တာအစုစုကြောင့်မိတ်ဆွေတို့ရဲ့ကံဟာလည်းကံကောင်းမှုတွေရရှိပြီးတော့ကောင်းတဲ့ကောင်းကြပါစေလို့ဆရာကဟောကြားဆုတောင်းထောပနာပြုနေ့စဉ်နဲ့မေတ္တာပို့သားလျက်ရှိပါကြောင်းဆရာကအတိပေးလိုပါတယ်။ဒါကြောင့်ဆရာဟောကြားခဲ့တဲ့အချက်တွေထဲမှာမိတ်ဆွေတို့အနေနဲ့ကံကောင်းမှုတွေသာရရှိပြီးတဲ့အခါပိတ်နေသောလက်များပြန်လည်ပွင့်လန်းကြလို့ အဆက်ဆက်အရာဆင်ပြေပါစေခင်ဗျာနော်ကဲဒီချိန်ဒီနေ့ဒီနေ့ရမှာစားခွန်ရသားခွန်ရသားသမီးအပေါင်းမြန်မာပြည်သူမြန်မာသားအပေါင်းကဘာပြည်သူကဘာသားအပေါင်း30ပုံတွေကြီးကြကုန်တော့လူနဲ့ပြမှာတတဝအပေါင်းတို့အားလုံးဒုဗိတန္တရကအတတန္တရကယောဂကန္တရကဆိုတော့ဘေးကြီးကနေကင်းဝေးကြပါစေဒုဗိတန္တရတတန္တရယောဂကန္တရဆိုတော့ကကြီး၃ပါးကနေကင်းဝေးကြပါစေခင်ဗျာ ဒုပိတ်တန္တရကယောဂကန္တရကတတ္တန္တရကဆိုတော့ကကြည်သုံးပါးကနေကင်းဝေးကြပါစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အားလုံးကိုစီကိုစီကောင်းကျိုးလိုရင်ဆန္ဒမှန်သမျှပြေဝါကြပြီးတဲ့အခါကောင်းခြင်းအဖျားပြားကိုပြုလုပ်နိုင်တော့မကောင်းတဲ့အရာတွေကိုပြုလုပ်ရမှာကြောက်တော့မကောင်းတဲ့အရာတွေပြုလုပ်ရမှာအကျိုးပေးအားနေပြီးကောင်းတဲ့အရာတွေပြုလုပ်တဲ့အခါမှာအကျိုးပေးအားသာကံကောင်းတော့သူများလူအဖို့တန်များဖြစ်ကြပါစေလို့ဆရာကဆုတောင်းတော်ပနာပြုရင်းနဲ့ ဒီနေရာမှာပဲဆရာတို့နားလိုက်ကြအောင်ခင်ဗျဆရာတို့နောက်မှာပြန်တွေ့ပါမယ်